Thank you. မင်္ဂလာနေ့လည်ခင်းပါရှင်ကျမတို့ဖူအီနွယ်ပါ DV ယူမြင့်တန်ကြားရဲ့နေ့လည်နှစ်နာရီအချိန်အထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်စကိုင်းတိုင်းချောင်းမြို့ပေါ်မှာစစ်တပ်ကရက်ွက်ထဲကလူနေအိမ်တွေတဲ့အထိပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျဖမ်းဆီးခံရတဲ့လူငယ်တွေကို စကိုင်းတက်မ33စီပို့ဆောင်ပြီးတော့ရှီရန်စစ်မြေပြင်တွေစီပို့ဆောင်တာတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။နိုမာလာ23ရက်နဲ့24ရက်နှစ်ရက်အတွင်းလူငယ်36ယောက်ပေါ်တာဆွဲဖမ်းဆီးခံရတယ်လို့ဖမ်းဆီးခံရသူတယောက်ရဲ့မိဘက TVB ကိုပြောပါတယ်။အဲ့လိုပေါ်တာဆွဲဖမ်းဆီးခံရသူတွေထဲမှာအမျိုးသမီးတွေလည်းပါဝင်ပြီးဖမ်းဆီးထားသူအလုံးကိုစစ်တပ်ကချောင်းဦးမြို့နယ်ထွေအုပ်ရုံနဲ့တရားရုံးနားကယာယီအကျဉ်းစခန်းမှာချုပ်နှောင်ထားတယ်လို့ချောင်းဦးအခြေစိုက်တော်လိုင်းရဲဘော်တယောက်ကပြောပါတယ်။ ချောင်းမြို့ဟာရက်ွက်အကြီး9ခုအပါအဝင်ရက်ွက်အသေး30ဝန်းကျင်နဲ့ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပြီးမုံရွာမန္တလေးသွားကားလမ်းမပေါ်မှာတည်ရှိတာလည်းဖြစ်ပါရဲ့ရှင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြာနဲ့ခင်မုန်းဖြစ်သူတို့ကိုတာဝန်တွေကနေယာယီရက်နာပြီးစတင်စုံစမ်းစစ်ဆေးနေပြီလို့ NUG ဘက်ကပြောပါရယ်စိုးတောင်းတင်ပြပို့ထားပါရယ်ရှင် အမျိုးသားညီညွတ်ရေးအစိုးရ UNG ရဲ့ဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြနဲ့ခင်မွန်းဖြစ်သူဦးညညီမင်းတို့ကိုတာဝန်ကနေယာယီရနာပြီးစတင်စစ်ဆေးနေပြီလို့ UNG ကနိုဝင်ဘာ24ရက်မှာထုတ်ပြန်သလိုဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံးလက်ကလည်း DVV ကိုအတည်ပြုပါတယ် လူအခွင့်အရေးချိုးဖောက်မှုအလွဲသုံးစားမှုအဂတိလိုက်စားမှုဝန်ထမ်းတွေအပေါ်နဲ့တော်လိုင်းအစိုးရတွင်မှလျော်ဩဇာသုံးလွှမ်းမိုးချေလည်နေတယ်ဆိုတဲ့ပြင်းထန်တဲ့ဆွဆွဲချက်တွေနဲ့ဝန်ထမ်းဟောင်း၁၂ယောက်ကနိုဝင်ဘာ၁၉ရက်မှာတပ်သည်တွေနဲ့လက်မှတ်ရေးထိုးတိုင်ကြားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဟိုထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပဲပေါ့နော်။ကျွန်တော်တို့ဒီနိုဝင်ဘာ၂၂ကတည်းကဒီပြောင်းလဲဝင်ချုပ်ကနေပြီးတော့စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဒါဖွဲ့စည်းပြီးတော့တောင်းပေးရပြီးဖြစ်ပါတယ်။ တော့ဒီအဖွဲ့အနေနဲ့လည်းကျွန်တော်တို့အာလောက်ကန်ရမယ်လုပ်ငန်းဆောင်တာတွေဒါစတင်ဆောင်ရွက်နေပြီလို့သိရပါတယ်ဗျအဲ့တော့ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့အဖွဲ့ရဲ့နေမှာပဲပေါ့နော်ဒီတိုက်ကြားအဲခံရသူတွေဟိုလည်းပဲဒီလက်ရှိတာဝန်ရနေယာယီရဲ့ဆိုင်းထားတာလည်းဖြစ်ပါတယ်ဗျနိုင်ငံတော်ယာယီသမရပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌစီကိုလိမ့်မှုထားတဲ့အဲ့ဒီတိုင်စာဟာယာယီသမရစီကိုရောက်လာတဲ့အကြောင်းနိုဝင်ဘာ24ရက်မှာ UNG ကလူထုကိုအသိပေးထုတ်ပြန်ပါတယ် ဒါကြောင့်ပြည်ထောင်စုဝန်ကြီးချုပ်က2025ခုနှစ်နိုဝင်ဘာ22ရက်နေ့မှာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းဖို့အမိန့်ထုတ်ပြန်ခဲ့ပြီးနှစ်ဖက်သက်သေတင်ပြမှုတွေသာမကတိုင်ကြားသူတွေနဲ့တိုင်ကြားခံရသူတွေတိုင်ကြားမှုနဲ့ပတ်သက်လို့စစ်ဆေးဖို့လိုအပ်တဲ့သက်သေတွေကိုအမြန်ဆုံးခေါ်ယူစစ်ဆေးပြီးတွေးရှိချက်နဲ့အကြံပြုချက်တွေကိုဝန်ကြီးချုပ်စီပြန်တင်ပြဖို့တာဝန်ပေးထားပြီလို့အန်ယူဂျီကဆိုပါတယ်။ဒါအပြင်တိုင်ကြားခံရသူတွေကို နွေမာ22ရက်ကစလို့တာဝန်ကနေယာယီရနာကစစ်ဆေးတွေ့ရှိချက်တွေပေါ်မူတည်လို့လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ဒါ့ပေမဲ့ UNG ကဖွဲ့စည်းတဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့မှာဘလို့လူတွေဘယ်နှယောက်ပါဝင်နေဆိုတာနဲ့ပတ်သက်လို့မသိရသေးကြောင်းနဲ့အခုလို့ထုတ်ပြန်ချက်ထွက်လာတဲ့အတွက်အင်တာဗျူးဖြေဆိုမှုကိုခဏရန်နာထားမယ်လို့တိုင်ကြားရမှာပါဝင်သူတယောက်ကပြောပါတယ်။ တရားလွတ်တော်ရှိနေဦးကြည်မြင့်ကတော့အခုကိစ္စနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးရေးအဖွဲ့မှပါဝင်သူတွေကဘလောက်လွတ်လပ်တဲ့သူတွေဖြစ်မလဲဆိုတာအများကြီးအရေးကြီးကြောင်းပြောပါတယ်။ဟိုဓမ္မတော့အဲ့နိုင်ငံဝန်ထမ်းဥပဒေနဲ့ရစလုပ်တယ်ဆိုတော့ပွင့်လင်းမြင်သာမှုရှိတာပေါ့။ဒါမလို့အပိဓာအစုံချက်ကအရေးကြီးတယ်လေ။ဆရာတို့ကသူများတွေလည်းငုံများစွာစစ်လာခဲ့တာလေ။ကိုယ်လည်းစစ်ခံဘူးတယ်ဆိုတဲ့အခါကျတော့အဲ့စစ်ဆေးရေးအဖွဲ့လက်ထက်မှာရှင်းရှင်းပြောရင်တော့90%ခန့်ရှိတယ် ဒီကိစ္စတွေနဲ့ပတ်သက်လို့ဆွဆွဲခံရသူဒေါ်ကြည်ပြကို DVB ကအမှတ်ချက်ပေးဖို့တောင်းခံပေမဲ့သတင်းရေးသားချင်းဒီပြန်ဖြေခဲ့တာမရှိပါဘူး။ဒါပေမဲ့ဒေါ်ကြည်ပြကသူ့ရဲ့လူမှုကွန်ရက်မှာတော့ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကိုအရင်ပြုပြီးစနစ်တကျစီစဉ်ထားတဲ့ပုဂ္ဂိုလ်ရေးတက်ခိုက်မှုဖြစ်တယ်လို့ပြောထားသလို UNG အနေနဲ့အများဆုံးစုံခုံဖွဲ့ပြီးတော့စစ်ဆေးပေးဖို့နဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်မယ်လို့နိုဝင်ဘာ22ရက်မှာရေးသားခဲ့ပါတယ်။အခုတိုင်ကြားခဲ့တဲ့ဝန်ကြီးချုပ်ယုံဝန်ထမ်းဟောင်း12ယောက်ထဲမှာ စီဒီယံဝန်ထမ်း9ယောက်အန်ဒီပါတီဝင်2ယောက်နိုင်ဂျင်း1ယောက်နဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ4ယောက်ပါဝင်တဲ့အကြောင်းသိရပါဗျ။ကျွန်တော်စိုးသူအောင်ပါ။ယခုကြွာကို စကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ ခုကြူအားကို စကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်စကိုင်းတိုင်းမုံရွာမြို့ဤပညာတက္ကသိုလ်ကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတိပူပေါင်းအဖွဲ့တွေကို နော်မလာ23ရက်မနက်7:00နာရီအချိန်မှာဝင်းရောက်စီးနှင်းတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ယောက်သေဆုံးပြီး9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်းသိရပါဗျ။ပြည်သူတွေကိုတပ်ဖြတ်ပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတဲ့အတွက်သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတနက်နှစ်လက်ထိခိုက်ပျက်စီးခဲ့တယ်လို့မုံရွာခရိုင်တရင်နှစ်တက်ခွဲ၃တက်စုနှစ်ဒေါင်းနုမျိုးဆက်ကာကွယ်တပ်ဖွဲ့တာဝန်ခံကပြောပါဗျ။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၄ယောက်သေဆုံးပြီး9ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ထိခိုက်တာမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းဆိုပါရယ်။မုံရမျိုးပေါ်မှာနိုမာလာဒုတိယအပတ်ကစပြီးစစ်ကောင်စီတပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနှိပ်စက်တာတွေကိုအရင်ကထပ်ပုံမှုလှုပ်ဆောင်လာတယ်လို့မုံရမျိုးကနေစီကနေသိရပါရယ်ရှင်။ မိုးကုတ်မြို့ကိုစစ်ကောင်စီဝင်လာချိန်မှာတိုက်ပွဲမဖြစ်အောင် TNL က PDF အထိုင်နေရာတွေအထိတက်ဖြန့်ပြီးအခြေအနေကိုထိန်းဖို့ပြင်ဆင်နေတယ်လို့မိုးကုတ်တပိတ်ကောင်ဆောင်ကပြောပါတယ်ဒီသတင်းကိုတူတာချန်သာပြပို့ထားပါတယ်ရှင်မန္တလေးတိုင်းမိုးကုတ်မြို့ကိုပြန်လည်လွတ်မယ်လို့တအားမျိုးသားလူမျိုးရေးတပ်မတော် TNL ကအောက်တိုဘာ29ရက်နေ့မှာကြေညာထားတာပါ မူကိုမျိုးကနေတက်တွေဆုတ်ခွာဖို့ TNL ကအချိန်တလယူထားပြီးနိုဝင်ဘာလကမှထွက်သွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ် TNL ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့မန္တလေးဒေသတွင်ကာကွယ်ရေးအဖွဲ့တွေကညှိနှိုင်းမှုကြိုးစားခဲ့ပေမဲ့လက်ရှိအချိန်ကြီးအဆင်မပြေသေးဘူးလို့သိရပါတယ်မူကိုမျိုးတွေကိုစစ်ကောင်စီဝင်လာချိန်မှာဘလို့တုံ့ပြန်မယ်ဆိုတာနဲ့ပတ်သက်ပြီးဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကဆွေးနွေးမှုတွေရှိနေတဲ့ဖြစ်ပြီးဆုံးဖြတ်ချက်တစ်ခုမထွက်လာသေးဘူးလို့ဆိုပါတယ် ဒီ NL ဘက်ကတော့သူတက်တီဖြတ်လာတယ်ကျွန်တော်တို့ရှိတဲ့အထိုင်တွေကိုသူဖြတ်လာတယ်ချင်းချင်းအဲ့လိုပြန်ထိန်းတဲ့အတိပဲမျိုးလို့ခံမှန်းလို့ရတယ်ဗောနော်တချို့လက်နေကြီးတွေပါလေဆိုရင်ကျွန်တော်တို့ဒီတက်အထိုင်တွေဘက်ကိုလှည့်ထားတာမျိုးတွေပါတွေ့ရတယ်မုတ်ကူမျိုးရဲ့အရှိတ်ဘက်အချမ်းဗောနော်ပြုံးလင်းထွက်တဲ့လမ်းဗောနော်အဲ့ဘက်လမ်းကြောတချို့လုံးကိုတော့ဒီ NL ရဲ့သူတောင်းဝန်ယူထားတယ်အနောက်ဘက်ချမ်းနဲ့ကျွန်တော်တို့မိုးမိတ်အဆက်ထိဗောဒီဘက်ကနေဖော်တော်လမ်းစုံနာကနေပြီးတော့မိုးမိတ်အဆက်ထိတော့ကျွန်တော်တို့ဒီဘက်ကအင်အားစုတွေကတောင်းဝန်ယူထားတယ်ဗော နောက်တစ်ချက်ကကျွန်တော်တို့အဲ့ဘက်အရှိချေချမ်းဘက်ကိုဘယ်တရင်တက်ဖွဲ့ဦးမှမလာခိုင်းဘူးပေါ့နော် TNL ကစကြတဲ့သူ့ plan နဲ့သူလုပ်မယ်ပေါ့နော်ဘယ်လိုညှိညှိရမယ်အနေထားတော့မတွေ့ရဘူးပြီးတော့ဒီဘက်ကလည်းမာမိတ်ဆက်ဆံရေးပြတ်လို့မဖြစ်ဘူးဆိုတော့ဘူကင်ထားရတာပေါ့နော် TNL ကတော့အဲ့ဒီလိုသိစင်းစားဖို့မရဘူးသူကတော့ဒီတရုတ်ဖိအားကဘယ်လိုရှိနေလဲမသိဘူးနောက်တရုတ်ကဘယ်လိုခြေနေမျိုးတိသူတို့လုပ်ပိုင်ခွင့်ပေးထားတယ်လည်းမသိရဘူးပေါ့နော်ကျွန်တော်တို့ဒီမာမိတ်တွေကိုတိတိကျကျပြန်တိုက်ဖို့အချိန်တစ်ခုယူဖို့လိုအပ်တယ်စသဖြင့်ဘာမှအလိုတိပေးတာ ပြောတာဆိုတာမရှိဘူးလေ ချစ်တုံညာညခွန်စစ်စင်ရေးလိုင်းတွေမှာရှမ်းမန်းနယ်စပ်မြို့တွေကိုမြောက်ပိုင်းမဟာမိတ်တွေနဲ့ဒေသရင်း PDF တွေပူးပေါင်းသိမ်းယူခဲ့တာဖြစ်ပြီးတိုက်ပွဲတွေစတင်ဖော်ဆောင်နေမှာမဟာမိတ်တွေကြားတပ်နေရာချထားရေးအုပ်ချုပ်ရေးနဲ့တရားစာသီမံခန့်ခွဲရေးဆိုင်ရာတရားဝင်နိုင်ငံရေးသဘောတူညီချက်တွေမရှိခဲ့တာကြောင့်လက်ရှိပြဿနာတွေနဲ့ကြုံတွေ့နေရတာလို့မန္တလေးဒေသရင်းနိုင်ငံရေးသမားတွေကမှတ်ချက်ပြုပါတယ်။တလိုင်းကာလာကြာမြင့်လာမှုရဲ့ဒီလိုရဲ့အခက်အခဲတွေကြောင့်ရကြောင့်ဒါကလေးဖွဲ့စည်းတော်တော်များများကတက်ချို့ရဲ့ဗန္ဓာရေးစီးပွားရေးလေးတွေလှုပ်ဆောင်ပြီးတက်ကိုအားဖြစ်နေတာပန်းနေတော့မျက်နှာမှုရှိလာမယ်ပေါ့။မြို့ကတော်မှဒီရုပ်ရဲ့အကြောင်းစီစဉ် မှုနဲ့ပြန်လဲပေးဆောင်ထားပြီဆိုတော့တခြားပြည်အားတွေရှိလာတာနဲ့အမျှကျွန်တော်တို့ရဲ့မာမိတ်အယောက်တွေကလည်းစစ်လက်နက်ခရင်ကူညီအဖြစ်တာတွေနဲ့ရောပါသွားလိမ့်မယ်လို့ညှိလို့ရတာပေါ့နော်တောင်းခွဲပေးထားရေးတွေမှာလည်းလိုအပ်တယ်လို့စီမံလာကြခဲတွေတော့ရှိလာမှာပေါ့ဗျာဟုတ် မိုးကုတ်မြို့နဲ့မိုးမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ TNL နဲ့မဟာမိတ်တွေကတင်ယူခဲ့တာဖြစ်ပြီးတနည်းကြော်ကြမှာကျေးဥစုရရဲ့ဂျောင်းဝင်ဖိအားပေးမှုကြောင့်ပြန်လည်လှမ်းလို့ရမယ့်အခြေအနေဖြစ်လာခဲ့တာပါကြီးချင်းတွေနဲ့ပတ်သက်ပြီး TNL ပြောရေးဆိုခွင့်ရှိသူကို TPP ကအချင်းချင်းဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့လက်ရှိချိန်ကြီးပြန်လည်ဖြေဆိုတာမရှိသေးပါဘူးကျွန်တော်တုဒ္ဒချမ်းသာပါ ော့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ရုရှားကတူတက်ဖွဲ့တွေဟာယူကရိန်းရွာ၃ရွာကိုတနင်္ဂနွေနေ့မှာထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးယူကရိန်းကအဲ့ဒီနေ့မှာပဲရှေ့တန်းမှာတိုက်ပွဲ162ကြိမ်ဖြစ်ခဲ့တယ်လို့သတင်းပို့ခဲ့ပါတယ်။ပြီးခဲ့တဲ့24နာရီအတွင်းရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းပြည်မှတ်တွေကို148နေရာမှာတိုက်ခိုက်ခဲ့ပြီးဒန်ညက်စ်ဒေသကရွာ3ရွာကိုထိန်းချုပ်ခဲ့တယ်လို့ရုရှားကာကွယ်ဝင်ကြီးဌာနကသူ့ရဲ့နောက်ဆုံးအစီရင်ခံစာထဲမှာပြောခဲ့ပါတယ်။ယူကရိန်းနိုင်ငံ Pokrovs ဒေသမှာအမှတ်နှစ်ရုရှားတပ်မတော်ရဲ့တိုက်ခိုက်ရေးအဖွဲ့တွေဟာအလဲပိုင်းခရိုင်တပ်တူတွင်ခရိုင်နဲ့နောက်ပိုင်းဆက်မှုစုံခရိုင်တို့မှာအဝိုင်းခံထားရတဲ့ယူကရိန်းတပ်ဖွဲ့တွေကိုဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ရုရှားကာကွယ်ဝင်ကြီးဌာနကပြောပါတယ်။ ယူကရိန်းလေတပ်ဒုံးကျည်တပ်ဖွဲ့နဲ့အမြောက်တပ်တို့ကရုရှားတပ်သားတွေလက်နက်တွေနဲ့စစ်ဖက်ဆိုင်ရာပစ္စည်းတွေစုဝေးရာနေရာနှစ်ခုကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါ့ပြင်မြောက်ပိုင်းဒေသနှစ်ခုမှာတိုက်ပွဲ16ကြိမ်ဖြစ်ခဲ့တယ်လို့ယူကရိန်းဘက်ကပြောပါတယ်။ယူကရိန်းရှေ့ပိုင်းတပ်ဖွဲ့တွေကစနေနေ့မှာ Pokros Mynorit အစုအဝေးမှာကာကွယ်လုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်ခဲ့ပြီးရုရှားတွေရဲ့တိုက်ခိုက်မှုတွေကိုအအောင်မြင်မြင်တွန်းလှန်နိုင်ခဲ့တယ်လို့လည်းပြောပါတယ်ရှင်။ လူဦးရေ42တန်းနေပါနေထိုင်တဲ့အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာဟာတိုကျိုကိုကျော်လွန်ပြီးတော့ကမ္ဘာအကြီးဆုံးမြို့ဖြစ်လာပါတယ်။နိုမာလာ16နေ့ကထုတ်ပြန်လိုက်တဲ့ကုလသမဂ္ဂရဲ့ World Urbanization Prospect 2025အစီရင်ခံစာအရကမ္ဘာလူဦးရေ45ရာခိုင်နှုန်းဟာမြို့ကြီးတွေမှာနေထိုင်နေကြတာပါ။2018အစီရင်ခံစာမှာတော့ထိတ်ဆုံးမှရှိခဲ့တဲ့တိုကျိုမြို့ကတော့လူဦးရေ33တန်းနဲ့တတိယနေရာကိုရောက်ရှိသွားပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာကတော့ လူရေတန်း40နဲ့ဒုတိယနေရာကိုတက်လာပါတယ်။ဒါကမျိုးဟာဒီရာစုနှစ်ဝက် လောက်မှာကမ္ဘာလူဦးရေအများဆုံးမြို့ဖြစ်လာမယ်လို့လည်းခန့်မှန်းထားကြပါတယ်။လက်ရှိကမ္ဘာပေါ်မှာလူဦးရေ100တန်းနဲ့အထက်နေထိုင်တဲ့မီဂါစီးတီ33မြို့နဲ့33မြို့အထိရှိလာခဲ့ပြီးအဲ့ဒီက16မြို့ဟာအာရှတိုက်ကဖြစ်ပါတယ်။1985ခုနှစ်တုန်းကမီဂါစီးတီ10မြို့ပဲရှိခဲ့ပေမဲ့အခုဆိုရင်၄ဆလောက်အထိတိုးပွားလာတာလည်းဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန်ယူအသင်းမှာပြုပြင်သွားရမယ့်အရာတွေအများကြီးရှိသေးကြောင်းနီးပြရူဝင်အာမိုရင်ကသုံးသပ်သွားပါတယ်။ Everton အသင်းကိုမိနစ်80ကျော်တယောက်အသားနဲ့ကစားခဲ့ရပေမဲ့အိမ်ကွေးမှာတကူးကူးမရှိနဲ့အရင်နေခဲ့ရပြီးတဲ့နောက်အသင်းမှာလိုအပ်ချက်တွေများစွာရှိသေးကြောင်းနီးပြအာမိုရင်ကဝန်ခံသွားတာပါပွဲအစကစားပုံနဲ့တယောက်အသားရချိန်မှာကစားပုံတွေကနားမလည်နိုင်လောက်အောင်ကွဲပြားခြားနားသွားပြီး အိမ်ကွေးမှာအသင်းရဲ့စွမ်းဆောင်ရည်ပြုပြင်စရာတွေအများကြီးရှိသေးကြောင်းနီးပြအမောရင်ကပြောပါရယ်။ဒါ့ပြင်အမှတ်ပေးစရာထိပ်ပိုင်းနေရာအတွက်ရှင်ပြိုင်နေတဲ့အသင်းတသင်းရဲ့စိတ်ဆန္ဒပြပြမှုလည်းမရှိခဲ့ပဲ Everton အသင်းကအနိုင်ရလဒ်နဲ့ထိုက်တန်ကြောင်းနီးပြအမောရင်ကပြောသွားပါရယ်။ United ဟာ Everton ကိုအနိုင်ရမယ်ဆိုရင်အဆင့်9နေရာတက်လှမ်းနိုင်မှာဖြစ်ပေမဲ့ရှုံးနိမ့်ခဲ့မှုကြောင့်အဆင့်10နေရာကိုရောက်သွားပါတယ်ရှင်။ DV ရုပ်မြင့်တန်းကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားကြရတာပါ။ညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးအောင်ပါ။ကျွန်မတို့ဖူးအီနေပါ။ကြည့်ရှုနားဆင်မိကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။